There's a big flood in Lanshan. I got here and my motorcycle just died. တရုတ်ပြည်မှာတော့ရာသီဥတုဆူဆူရွာရွာဖောက်ပြန်နေပါပြီ။ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာကတော့တရုတ်ပြည်မှာရေကြီးနေတဲ့အကြောင်းပါ။ဒီအကြောင်းအရာကိုသိချင်တော့ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာ။လန်ချန်မှာရေကြီးနေပါတယ်။ရေကြီးတာကတော်တော်ဆိုးတယ်။မကြသေးခင်ကထွက်ပေါ်လာတဲ့ဗီဒီယိုတွေအရခုနန်ပြည်နယ်ရုံကျုံးမြို့လန်ချန်ခရိုင်မှာရေကြီးမှုတွေပြင်းထန်နေတာတွေ့ရတယ်။လမ်းတွေကြီးမြို့ကားတွေကြီးတဲ့မြို့ အဲ့ဒီလိုမျိုးရေကြီးရေရှမ်းမှုတွေကဆက်ပြီးတိုးလာနေပါတယ်။လန်ချန်းခရိုင်ရဲ့အချို့နေရာတွေမှာကားတာစင်းနဲ့ချီပြီးရေနစ်နေတယ်။တချို့ဆိုအိမ်ခေါင်မိုးနှာထိရေမြုပ်နေပါတယ်။မြင်းကြီးတက်ကဆိုင်တွေလည်းရေဝင်နေတယ်။ဗီဒီယိုတွေထဲမှာရေကြီးရေရှမ်းမှုတွေကြောင့်ကားတွေနဲ့အိမ်သုံးပစ္စည်းတွေပါသွားတာကိုဒေသခံတွေအော်ဟစ်နေတာကြားနေရပါတယ်။ရေဘေးတင့်သူတွေကိုကူညီဖို့တူးဖော်ရေးဆက်တွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။တရုတ်မီဒီယာတွေရဲ့ဖော်ပြချက်အရမေလ18ရက်နေ့ပိုင်းကလန်ချန်မြို့ကဘန်မီလန်မှာ ပြင်းပြင်းထန်ထန်ရေကြီးနေပြီးရေအမြင့်ကတမီတာနီးပါးရှိတယ်လို့သိရပါဗျ။ရေထဲပိတ်မိနေတဲ့ဖြူရောင်ကားပေါ်မှာကလေးတွေပါဝင်လူတွေကခေါင်မိုးပေါ်တက်ပြီးကဲဆဲရေးကိုဆောင်ဆိုင်နေကြပါဗျ။ဗီဒီယိုထဲမှာရေကြီးနေတဲ့ကြားကအဖြူရောင်ကားထဲမှာကလေးတွေပါဝင်လူအတော်များများပိတ်မိနေတာတွေ့ရတယ်။ဒေသခံတွေကလည်းကဲဆဲရေးတွယ်လာရောက်ကူညီခဲ့ကြပါဗျ။ဒေသခံစီးပွားရေးလုပ်ငန်းရှင်မစ္စတာရှီယာကဒီအခြေအနေကိုသတိထားမိတာနဲ့သူနဲ့သူ့ရဲ့လုပ်ဖော်ကိုင်မဲ့နှစ်ဦးပေါင်းပြီး ကလေးသုံးဦးကိုဘေးကင်းရာကိုရွှေ့ပြောင်းပေးခဲ့တယ်လို့ပြောပြပါရယ်။ရေကား1မီတာနီးပါးနှက်ပြီးရေစီးကြောင်းကလည်းတန်တယ်လို့သူကပြောပါရယ်။ကားထိုင်ကုန်တွေထဲထိရေဝင်နေတာကိုလည်းသူသတိပြုမိခဲ့တယ်လို့ဆိုပါရယ်။မစ္စတာရှီယာနဲ့သူ့ရဲ့လှုပ်ဖော်ကိုင်မက်တွေကရွှေ့ပြောင်းစင်မှာကလေးတဦးစီကိုပွေ့ချီသွားခဲ့ကြပါရယ်။နောက်ထပ်ဗီဒီယိုတွေမှာတော့ယုံကိုရှိရှင်လန်ဥယျာဉ်ရဲ့မြေအောက်ကားပါကင်ရေနစ်နေတာကိုတွေ့ရပြီးကားပါကင်အထွက်မှာရေစီးကြောင်းကအရန်တန်တယ်လို့ဆိုပါရယ်။တခြားရုပ်သံတွေမှာတော့ကားတွေရေထဲမောင်းနှင်နေတာကိုတွေ့ရပြီး ရေကကားရဲ့တဝက်လောက်ထိမြင့်တက်နေပါတယ်။အာညာကိုချိုးညာကိုချိုးဟာမဖြစ်ဘူး။ရေတွေကနေရာနှံ့ရောက်နေပြီ။ဒေတာကန်တွေရဲ့အိမ်တွေလည်းရေနစ်မြုံနေပါတယ်။ဒီမှာကြည့်ပါဦးရေတွေတက်နေတယ်။အဲ့ဒီပစ္စည်းတွေအကုန်လုံးကိုမြင်လား။အားလုံးရေအောက်ရောက်နေပြီ။အိုးမဖြစ်ဘူးတော်တော်ဆိုးနေပြီကျွန်တော်တယောက်တည်းတချို့ပစ္စည်းတွေကရွှေ့လို့မရဘူး။ဒါပေမဲ့ရွှေ့လို့ရတာတွေကိုရွှေ့ထားတယ်။ကြည့်ပါဦးရေကခုထိဒီမြင့်မဲ့ရှိသေးတယ်။တကားတွေလုံးဝရေနစ်နေပြီ။ လန်ချုံခရိုင်ကလမ်းတွေကတော့ကျယ်ပြန့်တဲ့ရေပြင်ကြီးလိုဖြစ်နေပါတယ်။ခရိုင်ရဲ့ထုံမဟိုကျမ်းမာရေးစင်တာလည်းရေနစ်နေပြီးရေအမြင့်ကလူကြီးတွေရဲ့ခါနီဘာအထိရောက်နေပါတယ်။ဒီလိုထွက်ပေါ်လာတဲ့ဗီဒီယိုရဲ့မှတ်ချက်မှာငကားလှေပွဲတော်ရာသီအတွင်းနှစ်စဉ်ရေကြီးမှုတွေဖြစ်တတ်တယ်လို့ဖော်ပြထားပြီးခိုလုံဖို့အခြေခံအဆောက်အဦတွေမလုံလောက်တာကိုလည်းညှဉ်းညူနေကြပါတယ်။မေလ20ရက်နေ့ကဟူနန်ရေးပေါ်စီမံခန့်ခွဲမှုရုံးကမေလ22ရက်နေ့ကနေ23ရက်နေ့အထိပြည်နယ်လေပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာ ိုးတိထန်စွာရွာနိုင်တယ်လို့ရေကြီးမှုသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်မိုးကြုံမုန်တိုင်းနဲ့လေပြင်းတွေပါတိုက်ခတ်နိုင်တာကြောင့်ရုတ်တရက်ရေကြီးမှုတွေနဲ့ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်ခြင်းရှိတယ်လို့ဆိုပါတယ်။မိုးလေဝသခန့်မှန်းချက်မိုးလေဝသခန့်မှန်းချက်တွေအရမေလ21ရက်နေ့ညနေပိုင်းကနေမေလ23ရက်နေ့ထိမိုးသည်ထန်စွာရွာသန်းမှုကမြောက်ကနေတောင်ကိုရွေ့ရှားသွားမယ်လို့သိရပါတယ်။မေလ22ရက်နေ့နဲ့23ရက်နေ့တွေကြားမှာဟူနန်ပြည်နယ်လေပိုင်းနဲ့မြောက်ပိုင်းဒေသတို့မှာမိုးသိမ်းထန်စွာရွာသွန်းပြီးရေကြီးနိုင်တယ်လို့ ဒေသလိုက်မိုးလွန်ကျွန်ကျွာသွန်းနိုင်ပါတယ်။ဒါအပြင်အဆင့်ရှိကနေ၁၀အထိရှိတဲ့မိုးကြိုးမုန်တိုင်းလေပြင်းတွေလည်းတိုက်ခတ်နိုင်ပါတယ်။ဒီလိုမိုးတိထန်သွားရွာသွန်းမှုကသက်ဆိုင်ရာဒေသတွေမှာရုတ်တရက်ရေကြီးမှုတွေနဲ့ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။မြေရေကြီးမှုအခြေအနေတရုတ်နိုင်ငံရေရင်းမြစ်ဝင်ကြီးဌာနရဲ့တရဝင်းဝီချက်အကောင့်မှာတော့မိုးရွာသွန်းမှုရဲ့တရားမှုကြောင့်ရန်စီမြစ်ရဲ့အထက်ပိုင်းနဲ့အလယ်ပိုင်းထိုင်ဟူမြစ်နဲ့ပတ်ဝန်းကျင်မြစ်ကွန်ရက်တွေအပါအဝင်အဓိကမြစ်တွေရဲ့ရေမျက်နှာပြင်တွေမြင့်တက်လာမယ်လို့ခန့်မှန်းထားပါတယ်။ မုတ်သီးထန်စွာရွာသွန်းတဲ့ဒေသတွေထဲကမြင့်ငယ်လေးတွေနဲ့အလေလက်မြစ်တို့ကရေကြီးမှုတတိပေးအဆင့်ကိုကျော်လွန်နိုင်တယ်လို့လဲဆိုပါရယ်။ကွမ်တောင်းပြည်နယ်ရေပေးကွမ်တောင်းပြည်နယ်မင်မြို့မှာလည်းရေကြီးမှုတွေတက်ရောက်မှုရှိခဲ့ပါရယ်။မေလ18ရက်နေ့ကဂါအိုကျိုမြို့ပင်ဟန်ကျေးရွာမှာမိုးသီးထန်စွာရွာသွန်းမှုကြောင့်မြေပြုံမှုဖြစ်ပွားခဲ့ပါရယ်။နိုင်ငံပိုင်မီဒီယာတွေရဲ့ဖော်ပြချက်အရမနက်9နာရီလောက်မှာမြေပြုံမှုဖြစ်ပွားခဲ့ပြီးလူခဏဦးပိတ်မိခဲ့တယ်လို့သိရပါရယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေကြောင့်လူ6ဦးကိုပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး 3ဦးသေဆုံးကြောင်းအတည်ပြုခဲ့ပါတယ်။ကြံ3ဦးကတော့ဒဏ်ရာရရှိခဲ့ပေမဲ့အခြေအနေတည်ငြိမ်နေတယ်လို့သိရပါတယ်။လူတအူးကတော့ပျောက်ဆုံးနေသေးပါ။တရုတ်နိုင်ငံရဲ့သတင်းအချက်အလက်ဖုံးကွယ်လေးရှိတဲ့သဘောကြောင့်တကယ်တမ်းသေဆုံးသူအရေအတွက်ကပိုများနိုင်တယ်လို့လည်းဆိုပါတယ်။ကြေးရွာများရေနှမြုပ်မှုနဲ့ကယ်ဆယ်ရေးလုပ်ငန်းများရုပ်သံဗီဒီယိုတွေမှာကြေးရွာတစ်ခုလုံးရှွံ့နှွန်ရေတွေနဲ့ရေနှမြုပ်နေတာကိုတွေ့ရပါတယ်။လယ်ယာမြေတွေရေအောက်ရောက်နေပြီးလမ်းတွေလည်းရှွံ့နှွန်တွေဖုံးနေပါတယ်။ရွာသားတွေကပြိုကျနေတဲ့အိမ်တွေနဲ့ရှွံ့နှွန်တွေအကာအကွယ်ပိုက်တွေတတ်ထုဂိတ်တွေ အိတ်ကျွတ်တွေပါဝင်အပြက်စီးတွေကိုမှတ်တမ်းတင်ထားပါတယ်ဒေတာကံတွေကမြေအောက်ပိတ်မိနေသူတွေကိုကယ်ဆယ်ဖို့အတွက်ရှုံတွေထဲမှာတူးဖော်နေကြပါတယ်။ရွာသားတွေရဲ့ပြောပြချက်အရမိုးသီးထန်သွားရွာသွန်းမှုကြောင့်လမ်းအများပြားရှုံအထူကြီးတွေနဲ့ရေနစ်မြုပ်ခဲ့တယ်လို့ဆိုပါတယ်။တောင်နားမှာနေထိုင်သူတွေကတော့မြေပြိုမှုတွေကြောင့်ပဒင်းပေါက်တွေကွဲပြီးအိမ်တွေထဲကိုရှုံတွေစီးဝင်ခဲ့တယ်လို့ပြောကြပါတယ်။မိုးသီးထန်သွားရွာသွန်းမှုကမနက်၂နာရီလောက်မှစတင်ခဲ့ပြီးမနက်၈နာရီလောက်ထိကြာမြင့်ခဲ့ပါတယ်။တောင်နားကထိခိုက်ခံရတဲ့ဒေတာကဒေတာကံအများပြားကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။တည်င်းတွေရာထိခိုက်ခံရတဲ့နေရာမှာသုံးတက်ကိုပိုင်အိမ်တလုံးပါဝင်ပြီးပထမတက်နဲ့ဒုတိယတက်ကိုမြေပြိုအပျက်စီးတွေဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အိမ်ရဲ့မျက်နှာစာတစ်ခုလုံးကစုပုံနေတဲ့ရွှွန့်တွေနဲ့ဖုံးအုပ်နေပြီးပင်မတကားစီက10မီတာအကွာအဝေးထိရောက်နေခဲ့ပါတယ်။ကာဝေးရေးပေါ်စီမံခန့်ခွဲရေးအရာရှိတွေကမြေပြိုမှုပမာဏကကုဗမီတာ6000ခန့်ရှိပြီးအိမ်နောက်ဘက်မီတာ20လောက်မှာ ဖြစ်ပွားခဲ့တယ်လို့ခန့်မှန်းထားပါတယ်။ရေကြီးမြေပြိုမှုတွေပါဖြစ်ပြီးသွားပြီ။အားလုံးပြီးသွားပြီ။ ကွမ်တောင်းပြည်နယ်မင်းမြို့ကဒေသခံတွေရဲ့နေအိမ်တွေရေနစ်မြုပ်ခဲ့ပြီးဒေသခံတွေမွေးထားတဲ့ကြက်တွေကိုအိမ်ထဲကစပွဲကြီးတွေပေါ်ဘေးကင်းအောင်တင်ထားတယ်လို့သိရပါတယ်။အိမ်ရဲ့အတွင်ပိုင်းရောအပြင်ပိုင်းမှာရေနစ်နေပါတယ်။နောက်ထပ်ရုပ်သံတွေမှာတော့မိုးရင်မြို့ကဟူဟာမြို့တစ်ခုလုံးရေနစ်မြုပ်နေတာကိုတွေ့ရပါတယ်။မြို့တော်ခမ်းမရဲ့အပြင်ဘက်တဲထဲမှာပဲပင်လယ်ကြီးလိုဖြစ်နေတာပဲ။မကြသေးခင်ကကွမ်ရှိပြည်နယ်မှာလည်းဘေးရန်နေရာတွေပြင်းထန်စွာတည်ရောက်မှုရှိခဲ့ပါတယ်။မေလ18ရက်နေ့17ရက်နေ့တွေမှာယူလင်းပိုင်းစီ ဘိုင်းအိုအပါဝင်မြို့ကြီးတွေမှာမိုးသီးထန်စွာရွာသွန်းခဲ့ပြီးရှားပါးတဲ့ရေကြီးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။တရဝင်းအစီရင်ခံစာတွေကဘိုင်းစီပင်နယ်လင်းခရိုင်မှာသေဆုံးသူ၃ဦးနဲ့ပျောက်ဆုံးသူ၁ဦးရှိကြောင်းယူရင်မှာရေကြီးမှုကြောင့်တေဆုံးသူတဦးရှိကြောင်းအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းအခြေအနေကဒီထက်ပိုဆိုးနိုင်တယ်လို့ယူဆရပါတယ်။ဗီဒီယိုတွေမှာကွမ်ရှီပြည်နယ်ရန်ကူးမှာရေကြီးနေတာကိုတွေ့ရပါတယ်။အိယာကနိုးလာတယ်။လုံခြုံရေးဂိတ်ကရေမြုပ်နေပြီ။ပြီးပြီ။နောက်ထပ်မိုးတညထက်ရွာရင်ကားတွေဒီလိုရေနစ်ကုန်ပြီ ကွမ်ရှိပြည်နယ်ဝူကျိုးမြို့ရွှိုင်မြို့ကရုတ်တံတွေမှာရေကြီးရေရှမ်းမှုတွေကြောင့်လမ်းတွေဟာရေနစ်မြုပ်နေပြီးကားတွေနဲ့အိမ်သုံးပစ္စည်းတွေပါသွားတာကိုတွေ့ရပါတယ်။မေလ၁၈ရက်နေ့ကရှူကျိုင်းမြို့မှာမိုးတိထန်စွာရွာသွန်းခဲ့ပြီးဒေသခံမိုးလေဝသစခန်းကနှစ်နာရီတွင်မိုးရေချိန်140မီလီမီတာကျော်ရွာသွန်းခဲ့တယ်လို့မှတ်တမ်းတင်ထားပါတယ်။တရားဝင်သတင်းရင်းမြစ်တွေကမြေပြုံမှုနဲ့ပြိုကျမှုတွေအပါအဝင်နောက်ဆက်တွဲဘေးအန္တရာယ်တွေဇက်တိုက်ဖြစ်ပွားခဲ့ပြီးကျေးရွာအများပြားကိုထိခိုက်ခဲ့ပါတယ်။မေလ၁၈ရက်နေ့ညနေ6နာရီထိ ကနဦးကိန်းကနန်းတွေရာတီးနှံ1.66အေကခန့်ပျက်စီးခဲ့ပါတယ်။လမ်းမီတာ120ခန့်ပြိုကျခဲ့ပြီးတရား10ခုပြတ်တောက်ခဲ့ပါတယ်။ပြီးတော့အင်ဂျီ60ထိခိုက်ခဲ့ပါတယ်။ယင်း48စီးကိုအေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။ယင်း15စီးယင်းနှစ်ပျက်စီးခဲ့ပါတယ်။လူ330ထိခိုက်ခဲ့ပြီးလူတရာကျော်ကိုဘေးကင်းရာကိုရွှေ့ပြောင်းပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ကွမ်ရှီတုံကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရေအားဗဟုဌာနကမေလ19ရက်နေ့မှာထုတ်ပြန်တဲ့အစီရင်ခံစာအရမေလ18ရက်နေ့မနက်၈နာရီကနေ မေလ19ရက်နေ့မနက်၈နာရီကြားမှာရွီလင်းနန်နင်းလင်းဝူချိုးပါဝင်မြို့ကြီးတွေမှာမိုးသီးထန်စွာရာသွန်းခဲ့တယ်လို့သိရပါတယ်။ကွမ်ရှိပြည်နယ်ကမြင့်ငါးခုမှာရေကြီးမှုသတိပေးစင်ကိုကျော်လွန်ခဲ့ပါတယ်။ဗဟုမိုးလေဝသစောင့်ကြည့်ရေးဌာနကမေလ18ရက်နေ့မှာသတိပေးချက်ထုတ်ပြန်ခဲ့ရမှာနောက်၃ရက်တွင်ကျန်းနံတရုတ်တောင်ပိုင်းအရှိတောင်တရုတ်နဲ့အရှိပိုင်းဒေသတွေမှာမိုးသီးထန်စွာရွာသွန်းမှုနဲ့ပြင်းထန်တဲ့မိုးလေဝသအခြေအနေတွေဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ဖော်ပြထားပါတယ်။တရုတ်မြောက်ပိုင်းမှာတော့အပူလှိုင်းတွေဖြတ် တရုတ်နိုင်ငံတောင်ပိုင်းမှာရေကြီးရေချမ်းမှုတွေနဲ့ရင်ဆိုင်နေရချိန်မှာမြောက်ပိုင်းဒေသတွေကတော့စံချိန်တင်အပူချိန်တွေနဲ့ကြုံတွေ့နေရပါတယ်။ဒီနှစ်ရဲ့ပထမဆုံးအကြီးစားအပူလှိုင်းဟာအမြင့်ဆုံးအပူချိန်ကိုရောက်ရှိနေပြီဖြစ်ပြီးဟီနန်ပြည်နယ်နဲ့ဟေဘေးပြည်နယ်တို့ရဲ့တချို့ဒေသတွေမှာ40ဒီဂရီစင်တီဂရိတ်ကျော်နေပါတယ်။ကြံကျိုးမှာ40.6ဒီဂရီစင်တီဂရိတ်၊ရှီယန်းမြို့မှာ39ဒီဂရီစင်တီဂရိတ်ထိုင်းအမျိုးမှာ38.1ဒီဂရီစင်တီဂရိတ်ထိရောက်ရှိခဲ့ပြီး အမြင့်ဆုံးအပူချိန်က39ဒီဂရီစင်တီဂရိတ်ထိရောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။မြို့တိုင်းမှာမေလအတွက်စိုင်းချိန်တင်အပူချိန်အစ်စ်တွေဖြစ်ခဲ့ပါတယ်။ဟီနန်ပြည်နယ်ကဒေသခံအများပြားကတော့လူမှုကွန်ရက်မီဒီယာတွေပေါ်မှာအပူတံကိုမခံနိုင်ဘူးလို့စိတ်ပျက်စွာဖော်ပြခဲ့ကြပါတယ်။ဗီဒီယိုတွေမှာလျက်စစ်ဆိုင်ကယ်ထိုင်ကုန်တွေမီးလောင်နေတာ၊ခွေးတွေကလမ်းပေါ်မှာအပူတံကြောင့်ခြေထောက်တွေတုံ့ရင်နေတာ၊ခြေကျင်လျှောက်သူတွေရဲ့ဖက်နှက်တွေကတ်တရာလမ်းပေါ်မှာအေးပြောနေတာကိုတွေ့ရပါတယ်။တရုတ်နိုင်ငံပိုင်းရေဒီယိုရဲ့ဖော်ပြချက်အရ အပြင်ထွက်တာနဲ့အပူလှိုင်းကိုဓာတ်ရိုက်ရင်ဆိုင်ရတယ်လို့ခန့်စားရတယ်လို့ဆိုပါရယ်မြေပြင်ပူချိန်က63.1ဒီဂရီစင်တီဂရိတ်နေအောင်အောက်မှာစပိန်ထိုင်ကုန်တွေက83ဒီဂရီစင်တီဂရိတ်ထိရောက်ရှိခဲ့ပါရယ်ဂျီမူသတင်းဌာနရဲ့အစီရင်ခံချက်အရအပူချိန်မြင့်မားမှုကဒေသခံလက်ဖက်ရည်ဆိုင်တွေရဲ့စီးပွားရေးကိုအားကောင်းစေခဲ့ပြီးဖောက်သည်တွေဇက်တိုက်ဝင်ရောက်နေတယ်လို့သိရပါရယ်အစားအသောက်ပို့ဆောင်ရေးသမားတွေကတော့သူတို့ရဲ့ဖုန်းတွေအပူလွန်ခဲ့ပြီးမူးဝေတာကိုဖြစ်ပေါ်တယ်လို့သတင်းတောက်တွေကိုပြောပြခဲ့ပါရယ်ဒါကြောင့်တချို့က နေ့လယ်ပိုင်းအပူချိန်ပြင်းထန်ချိန်မှာအလုတ်ချိန်လျှော့ချခဲ့ကြပါတယ်။ဟူနန်မိုးလေဝသဌာနကမေလ16ရက်နေ့ကနေ22ရက်နေ့အထိဟီနန်ပြည်နယ်လယ်ပိုင်းအရှေ့ပိုင်းနဲ့မြောက်ပိုင်းဒေသတချို့မှာအပူချိန်မြင့်မားမှုနဲ့လေဘူး၆သိမ်းမှုတွေတက်ရောက်နိုင်တယ်လို့သတိပေးခဲ့ပါတယ်။တရုတ်မိုးလေဝသကွန်ရက်ကမိုးလေဝသပညာရှင်ကျန်းဘင်းကတော့ဒီအပူလိုင်းကကြာရှည်ခံမှာမဟုတ်ဘူးလို့ပြောပါတယ်။မေလ22ရက်နေ့ကစပြီးမြောက်ပိုင်းဒေသတွေတချို့အပူချိန်တွေတိတိတသာကျဆင်းသွားမှာဖြစ်ပြီး ်မေလ23ရက်နေ့ရောက်ရင်တချို့နေရာတွေမှာ15ဒီဂရီစင်တီဂရိတ်ကျော်အထိအေးမြသွားနိုင်တယ်လို့ဆိုပါရယ်တလအတွင်းဖြစ်ပေါ်ခဲ့တဲ့ဆိုးရွားတဲ့ရာသီဥတုများမကြသေးမီကဖြစ်ပွားခဲ့တဲ့ရေကြီးရေရှမ်းမှုတွေနဲ့အပူလှိုင်းတွေမတိုင်ခင်တလတာကာလာတွင်းတရုတ်နိုင်ငံမှာလေပြင်းတိုက်ခတ်မှုပဲမုန်တိုင်းနှင်းတွေအများပြားကြမှုမိုးသီးထန်စွာရွာသွန်းမှုနဲ့မိုးသီးကြွေမှုတွေအပါအဝင်ဆိုးရွားတဲ့ရာသီဥတုဖြစ်စဉ်တွေဇက်တိုက်ဖြစ်ပွားခဲ့ပါရယ် ။ဓာရီတဲကအများစုကတော့နှစ်တရာအတွင်းတကြိမ်သာဖြစ်ပွားနိုင်တဲ့ဖြစ်စဉ်တွေလို့ယူဆရပါတယ်။မေလာရှိရနေ့ကဟူနန်ပြည်နယ်ယူရန်ခရိုင်မှာအင်အား73အဆင့်ထိရှိတဲ့လေပြင်းတိုက်ခတ်မှုနဲ့အတူမိုးသီးမုန်တိုင်းဝင်ရောက်ခဲ့ပြီးအိမ်ခေါင်မိုးတွေပျက်စီးကာတစ်ပင်တွေအမြင့်ကနေကျိုးပဲ့ခဲ့ပါတယ်။အဲဒီနေ့မှာပဲရှမ်းရှိပြည်နယ်ရှီအမ်းမြို့မှာလေပြင်းတိုက်ခတ်မှုမိုးသီးထန်စွာရွာသွန်းမှုကြက်ဥအရွယ်မိုးသီးကြွေမှုနဲ့မကြာခဏမိုးကြိုးပြစ်မှုတွေပေါင်းဆက်ဖြစ်ပွားခဲ့ပြီး လမ်းတွေပေါ်မှာရေခဲပြင်ကြီးလိုဖြစ်နေခဲ့ပါတယ်။မေလ9ရက်နေ့မှာချင်းဟိုင်းပြည်နယ်ဂေါ်မူမြို့ကိုမီတာယာနဲ့ချီမြင့်နဲ့လိမ်မော်ရောင်ဖုံဖုံမုန်တိုင်းဖုံလွှမ်းခဲ့ပါတယ်။ကန်ဆူးပြည်နယ်ရဲ့တချို့ဒေသတွေမှာလည်းလေပြင်းတွေနဲ့တဲမုန်တိုင်းတွေကြုံတွေ့ခဲ့ရပြီးဒွန်ဟွမ်းရဲ့လာချန်းကန်လိုခရီးသွားနေရာတွေယာယီပိတ်ခဲ့ရပါတယ်။မေလ9ရက်နေ့တရုတ်ရိုးရာလီရှားရာသီဥတုကူးပြောင်းကာလာတွင်ဟေဘေးပြည်နယ်ပေါင်တင်းမြို့ကို7မိနစ်ခန့်ကြာမြင့်နဲ့ရှားပါမိုးသီးကြွေမှုဖြစ်ပွားခဲ့ပါတယ်။ဧပြီလ19ရက်နေ့မှာ6လကြာမိုးခေါင်ရေရှားမှုနဲ့အပူဒဏ်ကိုခံစားခဲ့ရပြီးနောက် ကွမ်ရှိပြည်နယ်ကပိုင်းစီဟဲလ်ချီနဲ့ဒီယူချိုးပါဝင်ခရိုင်နဲ့မြို့နယ်15ခုကိုအင်အား7နှစ်အဆင့်ရှိလေပြင်းတွေနဲ့အတူမိုးသည့်ကြွေမှုတွေပါဝင်တဲ့ပြင်းထန်တဲ့ရာသီဥတုတန်ခံခဲ့ရပါတယ်။ဧပြီလ17ရက်နေ့ကနေ23ရက်နေ့ထိပြည်နယ်23ခုမှာအင်အား7နှစ်အဆင့်ကျော်လေပြင်းတွေတိုက်ခတ်ခဲ့ပြီးနိုင်ငံပိုင်းမိုးလေဝသစခန်း64ခုမှာသမိုင်းဝင်ဆန်ချိန်တွေကိုချိုးဖျက်ခဲ့ပါတယ်။တဲမုံတိုင်းတွေကတရုတ်နိုင်ငံရဲ့တဝက်ကိုဖျက်ချော်တိုက်ခတ်ခဲ့ပြီးကွမ်တောင်းနယ်ဟိုင်နန်ပြည်နယ်တွေထိတောင်ဘက်အစွန်အပြားထိရောက်ရှိခဲ့ပါတယ်။ အတွင်းမွန်ဂိုလီးယားနဲ့အရှေ့မြောက်တရုတ်မှာ30ကနေ34စင်တီမီတာအထိနှင်းတွေအများပြားကျခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတောင်ပိုင်းဒေသတွေမှာမိုးကြိုးမုန်တိုင်းမိုးသီးကြွေမှုနဲ့လေပြင်းတွေတပြိုင်တည်းဖြစ်ပွားခဲ့ပါတယ်။ဒီလိုပြင်းထန်တဲ့လေပြင်းတွေကတော်တော်လေးရှာပါတယ်။ကန်ဆူ၊နင်းရှာ၊ရှန်ရှီ၊ပေကျင်းနဲ့ဟူနန်ပြည်နယ်တွေမှာအင်အား14ကနေ15အဆင့်ရှိ လေပြင်းတွေတိုက်ခတ်ခဲ့တယ်လို့သတင်းပို့ခဲ့ကြပါတယ်။ပေကျင်းမြို့ကစောင့်ကြည့်ရေးစခန်း16ခုမှာအင်အား12ကနေ14အဆင့်ရှိလေပြင်းတွေတိုက်ခတ်ခဲ့တယ်လို့သတင်းပို့ခဲ့ပြီး မင်ထုကူခရိုင်မှာအင်အား၁၄အဆင့်ထိရောက်ရှိခဲ့ပါတယ်။ဟူပေရှန်ဟိုင်းနဲ့ကျက်ကျန်းလိုတောင်ပိုင်းပြည်နယ်တွေမှာတော့အင်အား၁၀အဆင့်ကျော်လေပြင်းတွေမှတ်တမ်းတင်ထားပါတယ်။ဝေဖန်သုံးသက်သူကျန်းချင်းကဒီလိုရှားပါးပြီးတမိုင်းဝင်ဆိုးရတဲ့ရာသီဥတုဖြစ်စဉ်တွေဒီလိုချိန်တိုတွင်အဆုလိုက်ပြုံလိုက်ဖြစ်ပေါ်တာကိုရှေးဟောင်းတရုတ်ပညာရပုံမှန်မဟုတ်တဲ့လက္ခဏာတွေဖြစ်ရှုမြင်တယ်လို့យေတာထားပါတယ်။ဒါတွေကကောင်းကင်ဘုံကနေလူသားတွေကိုပေးဖို့တဲ့တတိပေးချက်တွေနဲ့ရှုတ်ချမှုတွေလို့ယုံကြည်ခဲ့ကြပါတယ်။ဒီယုံကြည်ချက်အရဒီဘေးအန်နီယရီရဲ့အရင်းမြစ်ကတော့ ယနေ့ခေတ်တရုတ်နိုင်ငံရဲ့တမာတမတ်မရှိတဲ့အုပ်ချုပ်မှုကြောင့်လို့ယုံကြည်နေကြပါတယ်။ဒါကကွန်မြူနစ်ပါတီရဲ့တပါတီအုပ်ချုပ်မှုစီမံခန့်ခွဲမှုအားနည်းချက်လူမှုရေးယိုယွင်းမှုအတွေးခေါ်ပိုင်းဆိုင်ရာထိန်းချုပ်မှုတွေနဲ့သက်ဆိုင်တယ်လို့ဖော်ပြထားပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။